အားလုံးမင်္ဂလာပါကျွန်တော်အခုဖရူစာဆောက်လုပ်ထားတဲ့ The Connect လုံချင်အရာ project ကိုလိုက်ပြိုင်မှာဖြစ်ပါတယ်ကျွန်တော်တို့ထဲမှာ channel သွားပြီးလေ့လာကြည့်ရအောင်ဒီအိမ်ပြာ project မှာဆိုရင်တော့ basketball queen နဲ့ရေကူးကန်လည်းပေါအောင်မှာပဲဖြစ်ပါတယ် greenery area လည်းဖန်တီးပေးထားတဲ့အကြောင်းမို့အညောင်းညာပြီးလွန်တက်ချောက်လို့လည်းရပါသေးရဲ့ဗျကျွန်တော်အခု The Connect ရဲ့130 square meter လုံချင်အိမ်လေးကိုလိုက်ပြိုင်မှာဖြစ်ပါတယ်ကျွန်တော်တို့ထဲမှာ channel သွားပြီးကြည့်ရအောင် တင်ရဲ့ဖွဲ့စည်းပုံအားဆိုရင်ဝင်လာခြင်းမှာဆိုရင် island ဒီပဲဖွဲ့စည်းပြီးတော့တွေ့ရပါပြီဗျ။ Tiny Room နဲ့ Living Room Area ပဲဖြစ်ပါတယ်။တော်တော်လေးကိုအဆင်ပြေတဲ့ဖွဲ့စည်းပုံလေးပဲဖြစ်ပါတယ်။ဒီကဲမှာဆိုရင် inside joint ခန်းရှိမယ်။ဒါတော့ kitchen ရဲ့ဖွဲ့စည်းပုံလေးပဲဖြစ်ပါတယ်။တော်တော်လေးကိုလာပါပြီဗျ။ထပ်ပြီးတော့အပေါ်ထပ်သွားပြီးကြည့်ရအောင်။ ပထမအိတ်ခံပဲဖြစ်ပါတယ်။ဒါတော့ဒုတိယအိတ်ခံရဲ့ဖွဲ့စည်းပုံလေးပဲဖြစ်ပါတယ်။ဒုတိယအိတ်ခံရဲ့ကဲအမှာဆိုရင်အင်တိုင်းချူကန်တခံဖွဲ့စည်းပေးတာပါပဲဗျ။ဒါတော့နောက်ဆုံးမစတာဘက်ရုံပဲဖြစ်ပါတယ်။မစတာဘက်ရုံဖြစ်တဲ့ကြောင့်မို့အင်တိုင်းချူကန်နဲ့တွဲပါတဲ့ခန်းကျဲမစတာဘက်ရုံခံပဲဖြစ်ပါတယ်။ကျွန်တော်ခုရောက်နေရတော့133 square meter တစ်ခေါက်နဲ့လုံးချင်းနေရာပဲဖြစ်ပါတယ် ဒီအရင်ဖွဲ့စည်းပုံအားဆိုလီဘွေးလာခြင်းမှာလီဗီရိုနဲ့ထိုင်ရုံရှိမယ်ဒါတော့ပထမအိတ်ခံပဲဖြစ်ပါတယ်ပထမအိတ်ခံကဲမှာဆိုရင်အင်တန်ယူကန်ခံဖွဲ့စည်းပြီးတော့တွေ့ရပါမယ်ဗျဒီကဲမှာဆိုရင်ကစ်ချမ်းရှိမယ်အခုမြင်တွေ့နေရတော့ကစ်ချမ်းပဲဖြစ်ပါတယ်ထပ်ပြီးတော့အပေါ်ထပ်သွားကြည့်အောင်အပေါ်ထပ်မှာဆိုရင်အိတ်ခံခံဖွဲ့စည်းပြီးတော့တွေ့ရပါမယ်ဗျခုမြင်တွေ့နေရတော့ဒုတိယအိတ်ခံပဲဖြစ်ပါတယ် တရားအိတ်ခမ်းလည်းတော်တော်လေးကိုကျဲပါရဲ့ဗျပြေကဲမိုင်းတိုင်းချူကန်တကန်ရှိမယ်ဒါတော့တရားအိတ်ခမ်းမြောက်ပဲဖြစ်ပါတယ်တရားအိတ်ခမ်းဖွဲ့စည်းပုံလေးကလည်းတော်တော်လေးကိုလာပါရဲ့ဗျပြေကဲမှာဆိုအိမ်တိုင်းချူကန်တကန်ရှိပါတယ်အဲ့တော့တခွန်နဲ့လုံးချင်းအင်အားကိုစစ်ဝင်စားလို့ဖြစ်ဖြစ်လူကိုယ်တိုင်လည်းကြည့်ရှုလို့ဖြစ်ဖြစ်အောက်မှာပေးထားတဲ့ Viber နဲ့ဖုန်းနံပါတ်မှာဆက်သွယ်ပေးမယ်ဆိုတာနဲ့ပါတယ်ထိုင်းနိုင်ငံမှာရှိတဲ့ဝန်လုံနဲ့လုံးချင်းကိုဝယ်ယူမယ်ဆိုရင်တော့ GNG Thai Hospital ကိုဆက်သွယ်ပေးမယ်ဆိုတဲ့နံပါတ်နဲ့အားလုံးကိုကျေးဇူးတင်ပါတယ်